ဈေးကွက်စီးပွားရေးလုပ်တဲ့နေရာမှာ view ဟာရှိဖို့လိုပါတယ်ဒီလို view ဟာရှိမှဒါလည်းဈေးကွက်ထဲမှာသူများထက်ကိုကအရှိကိုပြေးနိုင်မှာဖြစ်ပါတယ်ဒီချက်ကို success mall ရဲ့ company ပိုင်ရှင်ဒေါက်တာဆထရီယာကောင်းကောင်းနားလေတာဖြစ်တဲ့အတွက်ကြောင့်ပစ္စည်းပိုင်းဆိုင်ရာမှာကျွန်တော်တို့ view ဟာ၃ view ဟာကိုရေးဆွဲထားတာဖြစ်ပါတယ်ခင်ဗျာနံပါတ်၁ view ဟာကတော့ကျွန်တော်ပစ္စည်းမျိုးစားစုံလင်စွာရှိခြင်းပဲဖြစ်ပါတယ်ပစ္စည်းမျိုးစားကိုလူတန်းစားမျိုးသုံးဆွဲနိုင်တဲ့ plot တွေထုတ်လုပ်ထားခြင်းပဲဖြစ်ပါတယ်ခင်ဗျာနံပါတ်၂ view ဟာအနေနဲ့ဆိုရင်တော့ပစ္စည်းအသစ်ဆန်းတွေအမြဲတမ်းရှိခြင်းပဲဖြစ်ပါတယ်ခင်ဗျာခင်မီဆန်းတဲ့ဘူးပုံစံဒီဇိုင်းပုံစံတွေကိုအမြဲတမ်း စမ်းသစ်တည်ထွင်စွာထုတ်လုပ်ပေးလျက်ရှိပြီးအရေးတွေးကောင်းစွာထုတ်လုပ်ထားတာဖြစ်ပါတယ်ခင်ဗျဒီနေ့ကတော့ကျွန်တော်တို့ယုံမှဆိုရင်တော့ကျွန်တော်ဒါ coffee အစ်စ်ပေါ့နော်ကျွန်တော်ထပ်မှန်ပြီးတော့ထွက်လာတဲ့အရာလေးကိုကျွန်တော်ဖွင့်ပွဲလေးနေနဲ့ကျွန်တော်လုပ်တာဖြစ်ပါတယ်ခင်ဗျတကယ်တော့ဒီတရက်နေ့ကြလို့ရှိရင်တော့ယုံကြီးမှဆိုဒီထက်ပို့ပြီးတော့မှအာ live show တွေလွှင့်ပြီးတော့မှတကယ်ဖွေပွဲအကြီးရှိပါသေးတယ်เนาะဒါဒီနေ့ကတော့ဒီရုံးမှကျွန်တော်တို့လာပြီးတော့လုပ်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ coffee တွေကိုလည်းကျွန်တော်စပြီးတော့မှဒါအလုံးကိုစမ်းပြီးတော့တောက်ဖို့အတွက်အလုံး company ကနေလာပြီးပေးခြင်းဖြစ်ပါတယ်ခင်ဗျပြီးတော့နောက်တစ်ခုကကျွန်တော် number သုံးပြူဟာဆိုရင်တော့ပေးလိုက်ရတဲ့ငွေနဲ့တန်ရာတန်ကြီးရှိခြင်းပဲဖြစ်တယ် success mode ရဲ့ product တွေကကျွန်တော်တို့အရေးတွေးကောင်းတာဖြစ်တဲ့အတွက်ကြောင့်မာယူဝဲသုံးဆွဲပြီးတဲ့ဒူတိုင်းကလည်းပစ္စည်းမကောင်းဘူးဆိုတာတက်ကျွန်တော်ဘလုံးဘဒူမှမရှိပါဘူး။ဘာကြောင့်လဲဆိုတော့အမြဲတမ်းသုံးဖူးတဲ့ဒူတိုင်းရဲ့ထက်ခါထက်ခါသုံးဆွဲကျင်တဲ့စိတ်ဖြစ်ပေါ်တဲ့အထိအရေးတွေး quality ကကောင်းတယ်။ပေးရတဲ့ဈေးနဲ့တန်တယ်။ပြီးတော့နိုင်ငံတကာနဲ့အာမခံချက်လက်မှတ်ပေါင်းများစွာ ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်လူတိုင်းလူတိုင်းကဒီနေ့ product ထုတ်ကုန်ပစ္စည်းတွေဟာကျွန်တော်ပေးရတာဖြစ်တဲ့ပေးရတဲ့ငွေနဲ့ပေါ့နော်တကယ်တန်တာဖြစ်တဲ့အတွက်ကြောင့်အလုံး ံးကတော့ကျိုင်းနေတက်တာဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဈေးရောက်တာပဲဖြစ်ဖြစ်ဈေးကွက်ထိုးပေါက်တာပဲဖြစ်ဖြစ်စီးပွားရေး network တည်ဆောက်တဲ့တူပဲဖြစ်ဖြစ်ဆက်ဆက်မော်ကတော့တကယ်ကိုလူတိုင်းအတွက်အခွင့်အလမ်းကောင်းတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့နံပါတ်၄ကျွန်တော်သိထားရမှာကတော့ကိုကဝင်ဝင်များများပြန်လဲရရှိဖို့အတွက်ဆိုရင်တော့ကိုရဲ့လုပ်ငန်းပိုင်းဆိုင်ရာကိုကိုဒီဒီနေ့ကျွမ်းကျင်နေဖို့နားလည်နေဖို့အတွက်အဓိကလိုပါတယ်။နားလည်ဖို့အတွက်ဆိုတာကကျွန်တော်ဒီသင်ယူတဲ့နေရာမှာကိုကအကောင်းဆုံးသင်ယူဖို့လိုအပ်တာဖြစ်ပါတယ်ခင်ဗျာ။လုပ်ငန်းတစ်ခုစားတင်တဲ့အခါမှာကျွန်တော်တို့ဘာမှမသိဘူးနားမလည်နေဘူးဆိုရင်တော့ဘာမှဖြစ်လာမှာမဟုတ်ပါဘူးခင်ဗျာ။ ါကြောင့်မို့ကျွန်တော်အားလုံးအနေနဲ့လူတိုင်းလူတိုင်းဘဝမှာကျွန်တော်သူများနဲ့မတူတဲ့ကျွန်တော်ဝင်ဝင်မျိုးကိုရရှိလာဆိုင်နိုင်ဖို့အတွက်ပြီးတော့ကိုယ်ပုံမှန်လုံးနေ